ီကိန်းမှာရှိတဲ့အချက်လက်တွေကိုမြန်မာဘာသာအပါအဝင်ဘာသာစကား183မျိုးတည်အလွယ်တကူကြောင်းလိုက်ရမယ်နည်းလမ်းလေးဖြစ်ပါတယ်။ဒီရှိသူတွေကကျိုးစုံတွေရှိခဲ့ရင် channel လေးကို subscribe နဲ့ like လေးတွေလုပ်ပေးဖို့လည်းတောင်းဆိုချင်ပါတယ်။ပထမဆုံးဘာသာစကားကြောင်းမှုတဲ့ formula ကတော့ translate ဖြစ်ပါတယ်။အခုကျွန်တော်ကဒီ English to မြန်မာ translate ရအောင်လုပ်ချင်တယ်။ဒါပေမဲ့ဒီက DRNS ไล่ๆนี่มาทรานสเลทကိုကျွန်တော်ရွှေ့လိုက်မယ်ခွင့်ရလေးပေါ်လာပြီပထမဆုံးကဖေစာသားကိုထည့်ပါမယ်ဒီတော့ text ကိုရွှေ့ရပါမယ် text ရှိတဲ့ဆန်ကိုကျွန်တော်ကလေးလာတာပြီးရင်ကောမာခံပြီးရင် source language ကိုရွှေ့ရပါမယ် source language ကိုရွှေ့လို့ဆိုရင်ဒါကတော့ဖြစ်မှာဒီမှာ english ဖြစ်တဲ့အတွက်ဒီအရင်ကို create အတူတော့ကိုရွှေ့လိုက်မယ်ပြီးရင်ကျောင်းမှာ translate language ကိုရွှေ့ရပါ အစိမ်းလမ်းလို့တာမြန်မာလိုပြောင်းစင်တဲ့ပတ်တဲ့အကုတ်ထဲမှာအမိုင်လို့ပြီးတော့တုတ်ပြန်လိုက်တယ်ပြီးရင်ဒါလည်းကော့ပယ်ရတယ်ပြီးရင်ဂွန်ဂိတ်ပိတ်ပြီးတော့ကျွန်တော်အန်တာနင်းတယ်အစိုးရဒီလက်ကအောင်ကိုမြန်မာလိုပြောင်းပေးပါတယ်တော်တော်လေးအဆင်ပြေပြီးဘာသာပြန်နိုင်တာကိုသိရပါတယ်ဒါကတော့ Microsoft Translation Server ကနေပြောင်းပေးတယ်စနစ်ဖြစ်ပါတယ် Internet Connection တော့လိုအပ်ပါတယ်အခုဒီဘက်မှာ ဒီဘက်တစ်ခုလုံးကိုကြောင်းလို့ဆိုရင်ဘယ်လိုလုပ်မလဲဒီဒီက83ကြီးရကြီးနေတယ်ကျွန်တော်ဖြားလိုက်တော့မယ်အခုဒီမှာဒီဘက်တစ်ခုလုံးကိုဒီဘက်မှာကျွန်တော် English ကနေဘိုင်းကိုကျွန်တော်ကြောင်းလာတယ်ရေဝင်ရင်းကြီးကတော့ခုနကအတိုင်းပါပဲဒါပေမဲ့ကျွန်တော်ကဒီမှာ language တွေကိုဒီထဲမှာ formula ထဲမှာရေးမနေခြင်းတဲ့အတွက်ကျွန်တော်က source language ဆိုပြီးတော့ဒီဘက်မှာ set ကုထားရတယ်ပြီးရင် translate language ဆိုပြီးတော့ဒီဘက်မှာ set ထားရတယ်အဲ့ထဲမှာ တို့ရဲ့အတူပါကိုရိုက်နေတယ်။ပေါ်လာတဲ့မှာဘလို့လျောက်တမပေးတာဖြစ်တယ်။ဘလို့ရေးမလဲကြည့်ကြည့်အောင်။နောက်တော့ချက်လိုက်တယ်။အခုဆက်စိတ်လုပ်ချင်တဲ့တေဘယ်ကိုကျွန်တော်အစအဆုံးဆက်လိုက်လုပ်လိုက်မယ်။ဒီပြီဆိုရင်ကောမှာအရင်ကဒါကကုန်းနဲ့ဒါကကုန်းရဲ့အလယ်မှာသူ့ရဲ့ language code ကိုရိုက်ရတယ်မယ်။အခုက language code ရိုက်ထားတဲ့ cell ကိုပဲရေးမှဖြစ်တဲ့အတွက်ဒါကကုန်းဖက်စရာလိုတော့ပါဘူး။အဲဒါကြောင့် ကောင်းမှထားရိုက်မယ်ပြီးရင် translate language ကုတ်ကဒီဆောင်းမှာရှိတဲ့တာဒီဆဲကိုကျွန်တော်ပြန်မှတ်တယ်အဲ့တော့ english ကနေ thai ကိုပြောင်းမယ်ပြီးတော့ကျွန်တော် convey ပေးလိုက်မယ်ဒါကတော့ဒီ table တစ်ခုလုံးကို thai ကိုပြောင်းမယ်နေရာမှာအန္တခေါ်လိုက်တယ်အဲဒါဆိုရင်ပြောင်းပြီးသားဖြစ်တဲ့အတွက်ဘာမှပြောင်းချင်လို့မဟုတ်ပါဘူးကျွန်တော်ဒီနေရာမှာ my လို့မြန်မာကုတ်ကိုရိုက်ပြီးတော့ပြောင်းလိုက်တယ်အန္တခေါ်လိုက်တယ်အဲဒါဆိုရင်ဒီဟုတ်ပါတယ်ပြီးရင်မြန်မာဘာသာကို ောင်းဆုံးတောင်းပေးပါတယ်ဒီမှာအခက်အခဲဖြစ်နေတဲ့ online change ပေးတာကိုသိပြီးသားဖြစ်မှာပါ online main တွေကို select လုပ်ပြီးတော့တနည်းအားမှာ development လုပ်ပေးနိုင်တယ် online main test ချက်ပေါင်းဖြစ်ပါတယ်ပထမဦးဆုံးကျွန်တော်ပြတဲ့လိုဘာသာစကား163မျိုးကြောင်းမှုတင်ကြတော့ဒီကုတ်တွေကိုအလုပ်ချက်ထားအောင်လားဆိုတော့ဒါကြီးကတော်တော်လေးမှဖြစ်နေတဲ့ကိစ္စပါအဲဒီတော့ကျွန်တော်ကဒီဘက်မှာ list ဆိုတဲ့ရှေ့လေးရဲ့မှာကျွန်တော် တစ်ကမ္ဘာလုံးရဲ့ Microsoft ကဘာသာပြန်ပေးနိုင်တယ်ဘာသာစကား183မျိုးရဲ့သူတို့ရဲ့ memory နဲ့ကုန်တယ်လို့ကျွန်တော်လက်ထဏကနေ download ယူပါပါတယ်ပြီးတော့အဲ့ဒီ table ကိုအခြေခံပြီးတော့ကျွန်တော်ဒီမှာ combo box လေးတွေလည်းထားပါတယ်ဒီ combo box လေးတွေရာနေကိုလိုချင်တဲ့ဘာသာစကားကိုရွေးလိုက်တာနဲ့အခုတခါတဲ့ကျွန်တော်တို့ကကုန်တယ်မှတ်ထားစရာ guide ရမလို့တော့ပဲလေဒီဘက်မှာရမယ် ဒါဆိုရင်ဒီဘက်မှာလည်းအလွယ်တကူကြောင်းနိုင်တယ်။အခုလောက်ထားတဲ့ combo box လေးတွေပုံပြီးတော့အလွယ်တကူကြောင်းနိုင်မှုဆိုရင်တော့ကျွန်တော်တို့ဒီဘက်မှာ formula လေးတစ်ခုဖတ်ရေးဖို့လိုပါတယ်။အဲ့ဒါကတော့ဒီဘက်မှာတော့ရေးထားပြီးသားဖြစ်ပါတယ်။ဒါကတော့ x log formula လေးရေးပါတယ်။အခုဒီဘက်မှာထိုက်လေးလိုက်မယ်ဒီဘက်နဲ့ဒီဘက်နှစ်ခုလုံးအတူတူပါပဲအဲ့တော့ဒီဘက်မှာဒီဘက်မှာကရေးပြီးသားဖြစ်နေတဲ့အတွက်ကျွန်တော်ဒီဘက်မှာရေးပြလိုက်ပါမယ်အဲဒါဆိုရင် equal x log ြည့်ရင် Facebook ကပဲပုံမှန်တိုင်း load value ကဘာမှရှိလဲဆိုတော့ဒီထက်အ user ရွေးလိုက်တဲ့ language ကိုဒါမှပါမယ်ပြီးရင်ကောမှာပြီးရင် log up array သွားရှာမယ့်နေရာကတော့ list ရှိတဲ့ကဒီ language column တစ်ခုလုံးကိုကျွန်တော်အစအဆုံးဆက်လက်မှတ်လိုက်ပါမယ်ပြီးရင်ဒီနေရာမှာကောမှာရိုက်ပါမယ်တစ်ထည့်ရမှာက return array ပါ return array ကတော့ဒီဘက်ကဒါလေးပြင်အောင်ဒီဘက်ရွှေ့လိုက်မယ်ဒီဘက်က column ဖြစ်ပါတယ်ဒီဘက်က return array ကဒီဘက်ကကုတ်တင်ရှိတဲ့ column ကိုကျွန်တော်ကဆက်လာမှလိုက်ပါမယ်ဒီလိုဆိုရင်ကျွန်တော်ကဘန်းပဲပေးလိုက်မယ်ပြင် under ခေါက်လိုက်မယ်ဒါဆိုရင်ဒီဘက်မှာဒီဘက်မှာ jump ရွှေ့လိုက်ရင်ဒီဘက်မှာ list of gap ကြောင့် j ဆိုပြီးတော့ကုတ်ပေါ်မယ်ဒီဘက်မှာ english ရွှေ့လိုက်ရင်ဒီဘက်မှာ v ရံဆိုရဲကုတ်ပေါ်မယ် ရွေးလိုက်တဲ့ဘာသာစကားရဲ့ပုံကားလေးပါမှာပေါ့မယ်။ပေါ့အောင် S lock up ကရေးရတယ်။အခုဒီဘက်မှာ English Japanese လောက်လိုက်တဲ့အတွက်ဒီဘက်မှာ table တစ်ခုလုံးကိုဂျပန်ဘာသာနဲ့ပြနေပြီဖြစ်ပါတယ်။အခု video downloadly ပြန်လုပ်ကြည့်ချင်ပါတယ်။အဲ့တော့ဒီ drop down list ကိုကျွန်တော်ဖြတ်လိုက်မယ်။ဒီနေရာမှာ drop down list လောက်ပတ်ခဲချမယ်။ပြီးရင် data တွေက data validation ပုံလာတဲ့ box မှာ any value ဖြစ်နေတာကိုဖွင့်ချပြီးတော့ လက်ပြောင်းတယ်ဒီထဲမှာလက်ချက်ဖို့အတွက်ဒီထဲမှာဘာသာချပြီးတော့တော့ဟာလက်ဆိုတဲ့ရှိကိုကလေးနေလိုက်ဒီနေ့ဒီမှာရှိတဲ့ language column တစ်ခုလုံးကိုကျွန်တော်အစာဆုံးဆက်လက်လုပ်လိုက်အားလုံးဆက်လက်လုပ်ပြီးပြီဆိုရင်ဒီဘက်မှာ error alert ကိုကျွန်တော်မပြသေးခြင်းနဲ့အတွက် show alert ကိုမှန်ကြီးဖြောင်းထားလိုက်မယ်ပြီးရင် apply လုပ်လိုက်မယ်ဒါဆိုရင်ဒီနေရာမှာဝင်ချလိုက်ရင် ိုဘက်က language list ပေါ်ပြီးပြီးတော့ဒီဘက်မှာ install ကပြေးလာတဲ့အတွက်ဒီ language list ထဲမှာရောက်လာတဲ့ download ကိုပြရှာလိုက်မယ်ကျွန်တော်က e လို့ရတယ်နည်းဒါဆိုရင် english အဲ့ဒါထားနဲ့ space log ကကြောင့်ဒီဘက်ဘေးမှာ e ဆိုပြီးရောက်လာတယ်အဲ့တော့ဒီထဲမှာရောက်လာတဲ့ download ကိုသူက list table ထဲမှာပါရှာမယ်သူလည်းကုတ်ကိုဒီဘက်ကဆက်လေးရောက်ထည့်တယ်ကျွန်တော်တို့ကဒီဘက်မှာ အရင် cell နှစ်ခုကိုပထမ source language ဆိုတဲ့ cell ကိုယူသုံးထားတယ်ပြီးဒီဘက်က translate language ဆိုတဲ့ cell ကိုဒီ cell ကိုယူသုံးထားတယ်အဲဒါကြောင့်ကျွန်တော်တို့ common box ကနေရွှေ့လိုက်တာနဲ့လုပ်ခြင်းနဲ့ဘာသာစကားကိုအလဲတခုပြောင်းလိုက်ရမှာဖြစ်ပါတယ်အခုကျွန်တော်တို့ကဒီမှာ clinic လိုက်မယ်ဝင်ချလိုက်ပြီးတော့ French ကိုပြောင်းကြည့်မယ်ပြန်နှိပ်လိုက်မယ်အဲဒီကခဏဆောင်းရပါတယ် ါဆိုရင်ပြန်သက်ပါတာစကားကိုတောင်းမိတာဖြစ်ပါတယ်။ဘုံတယောက်မှာယာယီလေဒီဘက်မှာဆောင်တော့ပြန်ရင်းချင်တယ်။ဒီကွာ translate ကို click နဲ့လိုက်ရမယ်။ပြီးရင်တောင်းကျင်တဲ့စာသားတွေက video တွေထဲမှာဆက်လက်ဆက်လက်ရောက်လာတယ်။ပြီးရင် translator and why แล้วก็คุณไปไล่มั้ยอันดาเน่ไล่มั้ย အဲ့ဒါတော့ busy ဆိုပြီးတော့လုပ်ပြီးလုပ်နေမယ်။ဒီပြီးသွားရင် အလုံး translate လုပ်ပြီးတော့အခုအတိုင်းကြာမှာဖြစ်ပါတယ်။အခြားရှိတဲ့မှာရှိနေတဲ့ delivery ကိုကျွန်တော်တို့ကသွားပြီးတော့ translate လုပ်ခြင်းပဲ။ဒါဆိုရင်ဒီညမှာ double click ခေါ်ပြီးကျွန်တော်တို့ကလက်ရှိသတ်မှတ်ထားတဲ့ delivery ကိုကျွန်တော်ဖြားလိုက်မယ်။ပြီးရင် filter တွေကိုသွားမယ်။ပြီးရင်ဒီမှာရှိတဲ့ဒါရှုပ်နေတဲ့ခါဖယ်လိုက်မယ်။ဒီဒီမှာရှိတဲ့ဘိုးနှစ်ရိုးလောက်ဆက်လက်မှတ်ပြီးတော့ ထေကြပြီဆိုရင်အန္တခောက်လိုက်တယ်။ဘာမှဘေးစီဆိုပြီးခဏဖြစ်မယ်။ပြီးရင်ဘာလာစကားပြောင်းပေးတယ်။အဒါခိုင်းပါလားနားမလည်ဘူးဒါဆိုရင်ဒီမှာကလေးနှိမ့်လိုက်မယ်။မြန်မာပြောင်းခြင်းဘီယူလို့ရိုက်လိုက်ရင်ဘာမီဆိုပြီးတော့ပေါ်ပါတယ်။ဒါလေးကိုနှိမ့်လိုက်ရင်ကုတ်ကတော့ MY ဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဒီမှာမြန်မာလိုအားလုံးကြောင်းပေးမှာဖြစ်ပါတယ်။ဟုတ်ဆိုရင်ဒီနေ့လောက်တုံးပြီးတော့ကျွန်တော်တို့ဘာသာစကားခန့်သက်ချက်မရှိဘဲနဲ့အိဇဲမှာဘယ်လိုလုပ်လို့ရပြီဖြစ်ပါတယ်။